နိုင်ငံတော်အကျိုးပြုဆက်ကားအတွက်အင်အားအပြည့်နဲ့တရုတ်ဆောင်ပြီးခဲ့ကြတဲ့အကယ်ဒမီယထိတ်တန့်တရုတ်ဆောင်6ဦး2024ခုနှစ်အတွက်အကယ်ဒမီယသွားတဲ့အနုပညာရှင်တွေထဲမှာဝုံမုံရွှေကလွဲလို့တခြားအနုပညာရှင်တွေကနိုင်ငံတော်အတွက်ကြိုးစားပေးနေကြပါပြီခေတ်သမိုင်းကိုဒုံဆမ်းမြည်သူများဆိုတဲ့ဇာတ်ကားထဲမှာတရုတ်ဆောင်ထားတဲ့အနုပညာရှင်6ဦးကတော့လက်ရှိမှာလည်းအောင်မြင်နေကြပါတယ်နံပါတ်1နေတူရခိုင်ကုန်ဆောင်နေတူကအကယ်ဒမီတွေရပြီးတဲ့နောက်မှာနိုင်ငံတော်အတွက်အလုပ်လုပ်ပေးခြင်းနဲ့ဆိုတာကြောင့်ခေတ်သမိုင်းကိုဒုံဆမ်းမြည်သူများဆိုတဲ့ဇာတ်ကားထဲမှာဆံဝန်ဖြစ်တရုတ်ဆောင်ထားပါတယ်ရခိုင်မျိုးသမီးစစ် စ်ကိုလက်ထပ်ထားတဲ့နေတို့ကဒီစကားထဲမှာတယောက်ဆောင်ထားလို့ဝေဖန်မှုတွေရနေပြီမဲ့အမှုပြနာအလုံးနဲ့နိုင်ငံအကျိုးကိုတည်ဖို့သူအဖြစ်သမိုင်းတွင်ကျင်ခဲ့ပါတယ်။ဒါကြောင့်ပြည်ပြန်လာတဲ့တယောက်ဆောင်စွမ်းရည်တွေနဲ့တူဒီစကားထဲမှာမျက်ရည်ကျလာအောင်တယောက်ဆောင်ပေးခဲ့သူဖြစ်ပါတယ်။ နံပါတ်1မြင့်မြတ်အခြေခံလူတန်းစားရရဲ့ဘဝကိုတင်ဟပ်ပြီးတေယောဆောင်တက်တဲ့မြင့်မြတ်ကလည်းဒီဇက်ကားထဲမှာတေယောဆောင်ထားပြန်ပါတယ်လူမှုရေးအရှုပ်ရှင်းတွေထွက်လာခဲ့ပြီးမြင့်အမှုပညာကိုပဲအားပေးတယ်ဆိုပြီးပြည်သက်တွေကပြန်လည်ကြည့်ပြုပေးခဲ့ကြတာပါအားပေးသူတွေကိုပြန်လည်ကျေးဇူးတင်တဲ့အနေနဲ့ခေတ်သမိုင်းကိုဒုံဆိုင်မြင့်သူများဆိုတဲ့ဇက်ကားထဲမှာလည်းမြင့်မြတ်ကပတ်ဝန်းပြီးတော့အားဖြစ်ထားပါတယ် ံပါတ်3အီချမ်းမောင်သွားစီပြီးမှစကားပြောတက်ပြီးတော့ over agent နဲ့လောက်တက်တဲ့အီချမ်းမောင်ကဒီနေ့ချမ်းမာတော့ academy ရသွားခဲ့ပါတယ်။တရုတ်ဆောင်မကောင်းပေမဲ့လည်းဘာကြောင့် academy ရသွားလဲဆိုပြီးတော့ပေါ်လောက်ရိုက်ခဲ့သေးတာဖြစ်ပါတယ်။တကယ်တော့အီချမ်းမောင်ကနိုင်ငံတော်ကိုချစ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့်အကျိုးပြုစကားထဲမှာတရုတ်ဆောင်ပြီးခဲ့ပါတယ်။အမှုပညာရှင်ဆိုတော့တရုတ်ဆောင်ကောင်းနေုံတစ်ခုတည်းတင်မရတာကြောင့်အဖက်ဖက်ကလက်ဟာမှုမရှိကြောင်း agent အိုက်တင်နဲ့တရုတ်ဆောင်ပြီးခဲ့သူဖြစ်ပါတယ်။ နမလေးနေဝင်ဦးကျော်ဟင်ကလုံးဆိုပြီးတော့နမကြီးတဲ့နေဝင်ကလည်းခက်သမိုင်းကိုတုံးဆမ်းမြည်သူများဆိုတဲ့ဇာတ်ကားထဲမှာအဓိကတယောက်ဆောင်ဖြစ်ပါဝင်ထားသူပါတကားရိုက်တကားထဲနဲ့အကယ်ဒမီရသွားတဲ့နေဝင်ကအခုထိကိုပိုင်စတိုင်မရှိသေးပေမဲ့နိုင်ငံတော်ရဲ့အကျိုးပြုဇာတ်ကားထဲမှာတော့ကိုပိုင်အကျင်းနဲ့တယောက်ဆောင်ထားခဲ့ပါတယ်နေဝင်ကိုဒီလောက်အထိတယောက်ဆောင်ကောင်းမယ်လို့တောင်မထင်ထားလို့အလုံးကလည်းအံ့ဩနေကြပါတယ်အကယ်ဒမီမြန်သားကြီးဖြစ်တာကြောင့်ဒီဇာတ်ကားထဲမှာအပေါ်လိုမရှိကွက်တိဖြစ်နေပြီးဦးကျော်ဟင်ကလုံးဆိုတဲ့နမကအကြောင်းမရလာတာမဟုတ်တဲ့အကြောင်းပြလိုက်တာပဲဖြစ်ပါတယ် နံပါတ်5ချူလီလမ်းမေကိုရှေ့မှာရေးတာကြိုက်တဲ့ချူလီကတော့ခေတ်သမိုင်းကိုတုံးဆမ်းမိသူများဆိုတဲ့ဇာတ်ကားထဲမှာအဓိကတယောက်ဆောင်ဆ ਿਆ မလေးအဖြစ်ပါဝင်ထားပါတယ်။ရခိုင်တိုင်းရင်းသူဖြစ်တဲ့ချူလီကဒီဇာတ်ကားထဲမှာတယောက်ဆောင်ရတော့ကိုဂုံယူနေပြီးတိုင်းပြည်အတွက်တက်နိုင်တဲ့နေရာကနေအကျိုးတည်ပူပေးထားပါတယ်။သူ့နံပါတ်ကိုရှေ့မှာရေးတာကိုပဲသဘောကျလို့စီစဉ်သူကတော့မိမိမူရဲ့နံပါတ်ရှေ့မှာထည့်ပေးထားပါတယ်။ချူလီကဒီနေ့မှာအကယ်ဒမီရသွားခဲ့သူဖြစ်ပြီးတော့တိုင်းပြည်ကိုကျေးဇူးဆပ်ဖို့အတွက်ပြည်သူအကျိုးပြုဇာတ်ကားထဲမှာအိုက်တင်လေးကိုအစွမ်းကုန်ထုတ်သုံးထားပါတယ်။ နံပါတ်6မင်းမြမိုးမင်းဟစာနဲ့မောင်နှမတော်လာလားလို့ထင်ရလောက်ရုတ်ချင်းစင်နဲ့မင်းမြမိုးကလည်းအကယ်ဒမီရပြီးတဲ့နောက်မှာတိုင်းပြည်အတွက်အလုပ်လုပ်ပေးချင်တာကြောင့်ဒီဇက်ကားမှာပေါင်းမို့တောင်းဆိုခဲ့ပါတယ်။သူ့အတွက်အမှုပညာကြီးကအရေးမကြီးလို့အမှုပညာကြီးမယူပဲတရုတ်ဆောင်ပေးတဲ့အထိစေတနာကောင်းတဲ့အမိလေးဖြစ်ပါတယ်။ဆီယာမလေးအဖြစ်တရုတ်ဆောင်ထားတဲ့မင်းမြမိုးလည်းအရင်လိုအိုက်တင်အတောက်လိုက်မဟုတ်တော့ပဲစိတ်ပါလက်ပါတရုတ်ဆောင်နိုင်တဲ့အထိတိုးတက်လာခဲ့ပါတယ်။ဒါကြောင့်မင်းမြမိုးကနောက်နှစ်ကျေးမှလည်းအကယ်ဒမီရနိုင်ခြေရှိနေပြီးတိုင်းပြည်ကိုအမှုပညာအားနဲ့တည်ဆောက်နေသူလေးဖြစ်ပါတယ်။အခုပေါ်ပြပေးခဲ့တဲ့တရုတ်ဆောင်နေအပြင် ်ပြောကျော်အောင်ခိုင်တို့ကလည်းဒီဇက်ကားထဲမှာတရုတ်ဆောင်ထားပါတယ်။တိုင်းပြည်အတွက်အကျိုးပြုဇက်ကားတွေမှာတရုတ်ဆောင်ပေးခဲ့တဲ့သူတို့တွေကတကယ်ပဲတရုတ်ဆောင်ကောင်းသူတွေလားဆိုတော့ကမမအမြင်လေးတွေကိုပြပြပေးခဲ့ကြပါအောင်နော်။